စကောင်စီနဲ့တအန်းတက် DNL တို့ဟာတရုတ်ရဲ့ဂျာဝင်မှုနဲ့ April 26ရက်နေ့29ရက်နေ့တွေမှာအပြည့်အခက်ရဆက်နိုင်ဖို့အတွက်တရုတ်နိုင်ငံကုမွေးမြို့မှာထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာစက်ကောင်စီနဲ့ DNL တို့ဟာအပြန်အလှန်တောင်းဆိုမှုတွေကိုပယ်ရှတာနဲ့ရလက်မထွက်ပဲပြီးဆုံးခဲ့တယ်လို့ DNL ထုတ်ပြန်ရှင်းအရာသိရပါတယ်။စက်ကောင်စီဘက်က DNL သိမ့်ပိုက်ထားတဲ့နောင်ဆိုကြောင့်ပဲ ဒီဘောမိုးကုတ်မိုးမိတ်မျိုးတွေကိုပြန်တောင်းခဲ့ပြီးတော့တင်နယ်လေးဘက်ကစက်ကောင်စီလေကြောင်းဒရုန်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေရတံဘိုတောင်းဆိုခဲ့ကြပေမဲ့အဆင်မပြေပဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲကိုတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှင်ကျွန်းကကမကထာပြုဆောင်ရွက်ခဲ့ပြီးလာမယ့်ဩဂတ်လအတွင်းမှာထပ်မံတွေ့ဆုံဖို့သဘောတူညီခဲ့ကြတယ်လို့လည်းဒီနယ်လေးဘက်ကထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲနဲ့ပတ်သက်လို့စက်ကောင်စီဘက်ကတော့တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ ိမ့်ပိုက်ထားတဲ့ဘယ်မျိုးနယ်ကိုမဆိုစက်ကောင်စီလက်ထက်ပြန်ပေးဖို့အစီအစဉ်မရှိသေးဘူးလို့မေလ၄ရက်နေ့ကပြုတ်လုခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထင်းနယ်ရဲ့တွဲဖက်အထွေထွေအတွင်းမှုနှင့်ဘုံမူကြီးတပ်ပွန်လာကပြောကြားခဲ့ပါတယ်